ားလုံးမင်္ဂလာပါအမဆရာကြီးမင်းတိတ်ကတပည့်ဆရာမအထောက်အပံ့ကိုတိုင်းအမဖြစ်ပါတယ်မိမိတို့ရဲ့မြန်မာမွေးနေ့တက်ကလေးကိုသုံးတဲ့ဆရာမဖြစ်ပါတယ်တစ်ကျွေးနဲ့နက်ခတ်ဖြစ်ပါတယ်နှစ်ကျွေးရဲ့လူနက်ခတ်ဖြစ်ပါတယ်သုံးကြကျွေးမယ်ဆိုဘီလူနက်ခတ်ဖြစ်ပါတယ်အဲ့တော့လက်ထပ်ထိန်းပြမယ့်ဇနီးမောင်တန်းတွေဟာလူနက်ခတ်အချင်းချင်းထိန်းပြလက်ထပ်မယ်ဆိုရင်တော့အိမ်တော်ကြီးတာယာဆိုပြီးစေမှာဖြစ်ပါတယ်မိမိတို့ကိုအကျိုးပြုစေပဲတာကောင်းသမီးကောင်းရတနာတွေကိုရရှိစေမှာဖြစ်ပါတယ် လက်နက်ခတ်သမားချင်းချင်းထိမ်းမြားမယ်ဆိုရင်တော့အင်တော်ရေးသူကတွေကိုလည်းရရှိစေပြည့်ဖြင့်အင်တော်ရေးမှာမကွဲမကွာအသက်ရှင်စွာနေထိုင်ရစေမှာဖြစ်ပါတယ်။ဘီလူနက်ခတ်သမားချင်းချင်းထိမ်းမြားမယ်ဆိုတော့အင်တော်ရေးမှာရောစီးပွားရေးမှာရောတိုးတက်အောင်ပြင်စေမှာဖြစ်ပါတယ်။မင်းစိုးရာစာအကြီးကဲဖြစ်စေမှာဖြစ်ပါတယ်။လက်နက်ခတ်နဲ့လူနက်ခတ်နဲ့ထိမ်းမြားမင်္ဂလာပြုမယ်ဆိုတော့အင်တော်ရေးမှာအနောက်ဆက်ကဲစွာနဲ့အင်တော်ရေးမှာနေထိုင်ရစေမှာဖြစ်ပါတယ်။ ဘီလူနက်ကတဲ့နက်နက်ခန့်နဲ့ထိမ်းပြောင်းမင်္ဂလာပြုမယ်ဆိုရင်တော့အိမ်တော်ရေးမှာတိုးတက်အောင်ပြုမှုတွေကိုဖြစ်စေမဲ့အပြင်မိမိတို့ရဲ့အိမ်တော်ရေးဒုက္ခတွေကိုလည်းအပြေးအဝရရှိစေမှာဖြစ်ပါတယ်ဘီလူနက်ကမိမိရဲ့အိမ်တော်ဘက်ကဘီလူနက်ခန့်ဖြစ်နေမယ်ဆိုရင်တော့ဘီလူနက်ခန့်ဟာဒေါသကြီးမယ်ဆုံးဖြတ်ချက်မြဲတဲ့သူတွေဖြစ်ပါတယ်အစားအသောက်ကျန်တဲ့သူတွေဖြစ်ပါတယ်အရေးဆက်တဲ့အစားအစာတွေတို့ဘုတ်ချေတဲ့ ရမ်းချယ်တဲ့အစားအစာတွေဒီလိုအရသာပြဲတဲ့အစားအစာတွေကိုကြိုက်တဲ့တတ်တဲ့သူတွေဖြစ်ပါတယ်အိမ်တော်ရေးပါရောပြီးပြီးတော့အလုတ်ကန်ဒီပါရောလွှမ်းမိုးကျတဲ့ချုပ်ကန်ကျတဲ့စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်ရောက်ပြပြောဆိုဆက်ဆက်တာကိုမကြိုက်တဲ့သူတွေဖြစ်ပါတယ်ဘီလူနက္ခတ်သမားတွေဟာပြက်ပြက်သားသားမမှန်ကန်ကန်ပြောဆိုနေထိုင်တတ်တဲ့သဘောရှိတဲ့သူတွေဖြစ်ပါတယ်ဘာပဲလုပ်လို့ထူးချွန်ထပ်ပြတဲ့သူတွေဖြစ်ပါတယ်ဆုံးဖြတ်ချက်မြန်တဲ့သူတွေဖြစ်ပါတယ်ဘီလူနက္ခတ်သမားတွေဟာ မိမိတို့အိမ်တော်မှာဘီလူးနဲ့ကက်သမားတွေဆိုရင်သူတို့ကိုဆက်ဆံတဲ့နေရာမှာအသက်ပြင်းပြင်းနဲ့ခက်ပြက်ပြက်ပြောဆိုရမှာဖြစ်ပါတယ်မလိုတာတွေမပြောဘဲနဲ့မိမိဖြစ်ချင်တာပဲပြက်ပြက်သားသားပြောဆိုမယ်ဆိုရင်ဒါဘီလူးနဲ့ကက်နဲ့ကြိုက်တယ်ကျိုးစုဆက်ဆံပြီးမှဖြစ်ပါတယ်။အိမ်တော်ကြီးပါပဲဖြစ်ဖြစ်မိမိတို့အလုပ်ကိုင်းပါမိမိရဲ့အထက်လူကြီးပဲဖြစ်ဖြစ်တတိယပဲဖြစ်ဖြစ် ဒီလိုဇေယိုက်သဘောတဘာဝတွေကိုကြည့်သိထားပဲဆိုရတော့မိမိတို့ရဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာတိုးတက်အောင်ပြမှုတွေကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။တော့2029မှာထိမ်းမြားမင်္ဂလာပြုမယ်ဇနီးမောင်နဲ့ဒီဟာအိမ်တော်ရေးဒုက္ခအပြေဝရရှိစေဖို့အတွက်ကျွန်မပြောထားတဲ့ဗီဒီယိုတစ်ခုဖြစ်တယ်။မောင်တထမဲ့တရဖြစ်စီမံတက်ပစီကားကိုချိန်ဆထားမယ်ဆိုရင်လည်းအိမ်တော်ရေးဒုက္ခတွေကိုအပြေအဝရရှိစေမှာဖြစ်ပါတယ်2025မှာခေါင်းတဲ့အသားသမီးတွေမိမိတို့ရဲ့လူဝင်စားတာတွေတလုံးတော့ရတယ်ပြေစုံတိုင်ကြပါစေ